နေရာမှာကိုသာဖြစ်ခဲ့ရင်သူ့မိသားစုနေရာမှာကိုမိသားစုဖြစ်ခဲ့ရင်ဆိုတဲ့စိတ်တွေနဲ့မငင်လေးတို့ဒီတိုင်းထိုင်မနေနိုင်ပါဘူး။ကာကြီးကားငယ်အတွေ့အကြုံရိခါကြီးအများကြီးတည်ပြီးတော့ကိုယ်တိုင်ကိုကြအရင်ဘေးတဲ့ဒေသတွေကိုအရောက်သွားပြီးတော့လူဒန်းသွားမှာပဲဖြစ်ပါရဲ့။တားရောက်လူဒန်းသွားမယ်ပစ္စည်းတွေကတော့ရေတန်ဘူးကြီးတလီတာ အလုံးကြီး3000ငါးတတာဘူးအလုံးကြီး1000အဲ24ပြည်ဝင်ဆက်အိတ်အကြီး အိတ်ငါစီခောက်ချင်အောင်ကျမ်းမာရေးဖြာချင်မကိုက်လိန်စီရာရည်ဒီဒီနော်အမျိုးသမီးလားစင်သုံးပစ္စည်းတွေအသင့်စာခောက်ဆွဲ၆ထုပ်ရှူရှဲတို့တကယ်လိုအပ်နေတဲ့ပစ္စည်းတွေကိုတကယ်လိုအပ်နေတဲ့နေရာတွေကိုအရောက်ကိုယ်ရင်ကိုကြသွားပြီးတော့လူဒန်းသွားမှာပဲဖြစ်ပါရင်မငင်လေးတို့အခုရောက်ရှိနေတာကတော့မန္တလေးမြို့ရဲ့အချင်းကြီးဟာရှီဟောင်းအမွေးနှစ်တမိုင်းဝင်မဟာမုဏိရုပ်ရှင်တော်မြတ်ကြီးမှာပဲဖြစ်ပါရင်အခု ဒီငလျင်မှာအများကြီးပျက်စီးဆုံးရှုံးသွားတာတွေ့ရပါတယ်။ဒါတကယ်ကိုနှမျိုးစရာကောင်းနေရှီဟောင်းအမွေနှစ်ဒီအများကြီးဆုံးရှုံးသွားခြင်းဖြစ်ပါတယ်။မမငယ်လေးတို့စေဤကရိယာနဲ့မာမူနီရုပ်ရှင်တော်မြင့်ကြီးမှာလာရောက်လူဒန်းခြင်းဖြစ်ပါတယ်။ဒီနေ့ကစပြီးတော့ကောင်းလာရေးပဲဖြစ်ပါစီ။တော့ကအပူကြီးကင်းဝေးပါစီလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အာ ရာတော့ပျော်ပွဲမျိုးကနှစ်ပေါင်း90တက်တန်းရှိတဲ့အပလီကိုရောက်နေရပါဒီပလီရဆိုလို့ရှိရင်ဒါနှစ်ပေါင်း90တက်တန်းရှိတယ်ပေါ့နော်ဆိုတော့ပြိုကျသွားတဲ့အချိန်မှာဒီခေါင်းမူးအထီကိုဝုန်းဆိုပြီးတော့မြေကြီး အထီကိုရောက်ပြီးတော့အကုန်လုံးပြီးပြီးပြားသွားတယ်မန္တလေးတိုင်းကဘုံအိုးပလီပေါ့နော်။အော်ဒါဆိုလဲတော်တော်လေးကိုယိုယွင်းပြီးတော့ပျက်စီးသွားတယ်။ လိုအပ်တဲ့နေရာတွေမှာအုံပြူဖို့အလူငွေလေးပေးတာကျွန်တော်တို့ဒါလည်းဆရာကြီးဟုတ်ကဲ့ပါဟုတ်ဆရာကြီးနဲ့အားလုံးပြန်ပြီးတော့ဟုတ်ကဲ့ဒီမှာဒါရင်ကျောင်းနဲ့ပတ်သက်တာလက်ခံနေတန်းတော့ကျွန်တော်တို့လည်းမပတ်ဆိုင်တာတက်ဆိုင်တာတော့ဟုတ်ကဲ့ပါဒီကပဲအကုန်လုပ်ပြီဟုတ်ကဲ့ပါခင်ဗျားတို့လည်းစိတ်ချမ်းသာပါဟုတ်ကဲ့ပါ ဝင်းငင်ဒီအခုရောက်နေတာပေါ့နော်ဒီမင်းကလေးတိုင်းအဲဘုံအိုးရွာကိုရောက်နေတာပါဒီမှာဆိုလို့ရှိရင်အရန်ဒုက္ခရောက်ကြပါတယ်မထင်ထားဘူးပေါ့နော်ဒီမြင်ဝင်းကိုမြင်ရလဲတော်တော်လေးစိတ်မကောင်းဘူးမျက်လုံးထဲရအောင်ထွက်တော့မယ်မထင်ဘူးဒီမြင်ဝင်းကိုဘာလဲဆိုတော့လူဦးရေလည်းများတယ်ကြီးရွာပေါင်းကရှိရွာရှိတယ်ပေါ့နော်အဲ့ဒါကိုလူဦးရေ9000လောက်ရှိတဲ့ဟာကိုသူတို့ဟိုအိမ်နေရအကုန်လုံးနှိပါပြိုသွားတယ်ပြိုသွားပြီးတော့အခုနေနေရတာကြီးကဘလုံးခွင်းထဲမှာရွက်ဖြင့်တဲလေးတွေထိုးပြီးတော့နေနေ ရတယ်ဆိုတော့ဟိုဒီတိုင်းရွေးပြင်တဲ့ထိုးပြီးနေရရင်တော့မှဒုက္ခရောက်လာကြီးရဲ့အိုပြစ်အိမ်ပြစ်အကုန်စွန့်ခွာလာရပြီးတော့အဲ့တော့မိုးကတစ်ခါထက်ရွာရယ်ပေါ့နော်ဆိုတော့မိုးရွာတော့ဒီမှာဖြစ်နေတာကတော့အော်ရေတွေတအားအိုင်နေအဲ့ဒီအာတော်တော်အဆင်မပြေဘူးမြင်ရတဲ့နေအဆင်တော်တော်မပြေမှန်းအရင်ခက်ခဲနေမှန်းသိရရယ်ပေါ့နော်အဓိကလိုအပ်နေတာရွက်ပြင်တဲ့ပေါ့မိုးရွာပြီးဆိုရင်ကွင်းမြေကြီးမှာနေရတာဟာဟိုအမိုးအကာလေးရှိမှပဲ หนีလို့ရမှာပေါ့အဲ့တော့အဓိကဒီမှာအရန်လိုအပ်နေတာအာရွက်ဖြင့်တဲပါမိုးကတွေပါအဲ့တော့နောက်အလူရှင်တွေလည်းအဲလာလို့ရှိရင်အာစားစရာတောက်စရာအပြင်ပေါ့နော်အာရွက်ဖြင့်တဲလေးတွေလှုပ်ဖို့ရအောင်အာမိုးကပိတ်စလေးတွေကို ်လူမယ်ဆိုလို့ရှိရင်တော့အာဒီရွာလေးအတွက်အရင်အဆင်ပြေမှာပါဘာလို့လဲဆိုတော့လူတွေတအားခက်ခဲနေကြပါတယ်ဒီကိုတိုင်းလာကြည့်တဲ့အခါမှာအရင်စိတ်မကောင်းမြင်ရတဲ့မြင်ကွင်းရပါဘောနော်အာဒီပရာဟိတအသင်းတွေကိုချိတ်ဆက်ပြီးတော့လာလို့ရပါတယ်မငယ်အခုချိတ်ဆက်ပြီးလာတာကတော့မြစ်တာရှင်ပရာဟိတအသင်းကိုချိတ်ဆက်ပြီးတော့လာတာပါဟုတ်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  င်ခဲ့သွားတာသူ့တော်တော်လေးကရှိတယ်အဲဒီနေ့ဒီနေ့ဒီနေ့အတော့လည်းမတွေ့လိုက်ရဘူးအဲ့ဒီနေ့ဖြစ်ဖြစ်ရှင်ညီမလေးကသူ့ဘယ်နေသင်တော့ပါရှိလဲဆိုတော့ညီမလေးကသိရမှရင်ပြီးတော့ကြတော့အဲ့တန်းမှာရက်ခွက်တည်းကလေကိုခလေးရှာပြီးပါအောင်ဆိုပြီးပြောလိုက်တဲ့အချိန်မှာသူ့ကို15မိနစ်တွင်ညီမလေးတွေ့ရသူ့တွေ့လိုက်တဲ့အချိန်မှာအတော့အလောင်းကိုအရင်ဆုံးတွေ့ရအတော့အလောင်းကိုဖယ်လိုက်တဲ့အချိန်မှာသူ့ကအတော့ရင်ခွင်လေးထဲမှာ အဲ့မှာကင်ဆယ်ရည်တာခလျားတဲ့အသက်ရှိသေးရယ်ဆိုပြီးညီမလေးမှပြေးတာဆင်းရုံလမ်းမှာတလန်းလုံးသူ့ကိုပါဇက်ကိုအဲ့လေးမှုတ်ပြီးတော့သွားတာသူအသက်ပေးကနေ300လောက်လွတ်ခဲ့ပြီးပြီခိုးသက်ပြင်းလေးဖြစ်ပြီးသွားပြီပဲနော်အောင်နောက်အမြင်ဆုံးပြန်ကောင်းပါစီကျမ်းမာပါစီအကောင်းပကတိကလေးဖြစ်ပါစီနော်ပြပါစီသူ့နေရာမှာကိုသာဖြစ်ခဲ့ရင် ုမိသားစုနေရာမှာကုမိသားစုဖြစ်ခဲ့ရင်ဆိုတဲ့စိတ်တွေနဲ့မငင်လေးတို့ဒီတိုင်းထိုင်မနေနိုင်ပါဘူးဒါကြောင့် state agree အဖွဲ့သားတွေကမမငင်လေးတို့ကိုယ်တိုင်ဦးစီးပြီးတော့ကိုယ်တိုင်ကိုကြားငရင်ဘေးသင့်မိသားစုဝင်နေစီကိုအရောက်လှမ်းလာခဲ့ပါပြီမငယ်လေးတို့သွားပြီးတော့အခုမြေပြင်းနေရတွေကတော့နေပြီးတော့မြေမနာပျော်ပွဲ ကြောက်စဲမန္တလေးတရားဦးမြို့ရီအတီမမငယ်လေးတို့ဟာကိုရင်ကိုကြတွားရောက်ပြီးတော့လူတန်းသွားมาပဲဖြစ်ပါရဲ့အခုဆိုလို့ရှိရင်ဒီမှာဆက်မပင်းကားကြီးတွေကန်တာ၁၄ပြီကားကြီးတွေကားကြီးကားငယ်အတွေ့အတွေ့နဲ့ရိတ်ခါတွေအများကြီးတည်ပြီးတော့ကိုရင်ကိုကြအရင်ဘေးတင့်ဒေသတွေကိုအရောက် သွားပြီးတော့လူတန်းသွားမှာပဲဖြစ်ပါတယ်။တရားလူတန်းသွားမယ်ပစ္စည်းတွေကတော့ရေတန်ဘူးကြီး1လီတာအလုံးကြီး3တောင်းငါးတတာဘူးအလုံးကြီး1တောင်းအဲ24ပြည့်ဝင်ဆက်အိတ်အကြီး 850ခောက်ချင်တော့နောက်ပြီးတော့ကျမ်းမာရေးဖြာချင်မကိုက်လိန်စီရာရည်ဒီဒီနောက်အမျိုးသမီးလားစင်၃ပစ္စည်းတွေပြီးတော့အသင့်စာခောက်ဆွဲ6ထုပ်ရှူရှဲတို့အဲတကယ်လိုအပ်နေတဲ့ပစ္စည်းတွေကိုတကယ်လိုအပ်နေတဲ့နေရာတွေကိုအရောက်ကိုယ်ရင်ကိုကြသွားပြီးတော့လူဒန်းသွားမှာပဲဖြစ်ပါရင်အဲဒါကြောင့်မမငယ်လေးတို့ရဲ့ကာလဒါနအလူကြီးကိုမုဒိတာပွားပြီးတော့ကုသိုလ်အတူယူကြရင်းနဲ့မြန်မာပြည်အဝန်းကခြေရတဲ့ ်မြန်မာပြည်သူပြည်သားတွေကိုတောကအပူတွေအမြန်ဆုံးကင်းဝေးပြီးတော့ဘေးဒုက္ခဆင်းရဲခြင်းရနေပြီးတော့အမြန်ဆုံးကင်းကွာဖို့အတွက်အမှတ်ငယ်လေးကစုတောင်းမေတ္တာပို့သပေးလိုက်ပါရရှင် စီပြီးတော့လည်းဒီလိုပဲအော်ခင်ကြည့်ပါဦးဒီမှာ main ကလေးလူလေးသေးသေးလေးနဲ့ငငယ်လေးနဲ့ကြည့်အောင်ဒီအပုံကြီးတွေကြားထဲမှာအဆောက်အုံကြီးတွေအောက်ထဲမှာသူကိုယ်တိုင်ဝင်ပြီးတော့ကိုကဲတာအများကြီးကဲပြီးတာလေးဆိုကြည့်အများကြီးကဲလာလို့ရတဲ့အတွက်ကြောင့် မှာအဖွဲ့သားတွေကိုဒီနေ့အများကြီးပြန်တိုက်ပေးလိုက်ပါတယ်။ဒီလိုအများကြီးပြန်လာတယ်။ဟုတ်ကဲ့။ကောင်းမရနေပါပဲเนาะအရင်ကောင်းသွားမှာပါအတင်းနာတော့အမေကြီးတောက်သွားတော့ဟိုကလှုပ်လိုက်တော့အောက်ပြန်ဆွဲလိုက်ဆိုပို့ပြန်တက်ကချင်ထောက်ပြီးသူ့ ဲနောက်တစ်လဆိုရင်စောင့်မယ်နော်ပြေးလွားပြီးပြန်စောင့်အခုခဏလေးညင်ညင်နေလိုက်အောင်နော်ကတိမော်မနော်နေကောင်းပါမနော်ခဏပဲနော်ခစင်မှုအောင်မြင်ပါစေအမြင်နေကောင်းပါစေကျန်းမာပါစေနော်အမြင်လမ်းလျှောက်နိုင်ပါစေမအတင်းထားနော်မအမြင်နေကောင်းပါစေနော်ဒီမှာလေးထားလို့မရသေးဘူးထားလို့ထားလို့မရဘူးတေးဖိုက်တင်ဖိုက်တင် ขนาดนี้ก้าวหนอนเลยพ่อม่เลยมาซ่าไหนพ่อมามาซ่าเลยเพราะว่าอาชีพของเราซ่าไหมเนาะมาซ่าไหนเลยซ่าเนาะเล็กเล็กเล็กลิ่ที่ตัวหาพ่อมาเล็กเล็กอยู่ควยเสียควยเสียมาโอเคมาเนี่ยนี่ก้าวมาสิเนาะมาที่เอาลิเวชาทำแม่มาที่มาสิใช่ใช่มาชาทำอะไรบะแม่อันนี้จะมาว่าสิเนาะมาโอเคมาที่สุนที่วาสีที่สุนที่วาสิมาครับ ဟိုဘက်ကဦးဇင်းဓမ္မယုံသုံးလုံးပေါ့နော်ဓမ္မယုံလုံးစီရီတဆူဟိုရှိဘက်ချမ်းဆိုလို့ရှင်လဲဟိုတိုက်ကြည့်တလုံးရင်ဟိုရက်ကပါစီရီတခုပေါ့နော်သိဦးစီရီရဲ့နောက်တော့ကလျောင်းတော်မူရဲ့အဲလေးခုပေါ့အဲ့ဒါအဲ့ဘက်ကလည်းပြည့်စီတော့ ရောက်ရှိနေတာကတော့မန္တလေးတိုင်းကပေါ့နော်ကြီးမြင့်နိုင်ဥယျင်အဲကြီးရွာအုပ်စုပေါ့နော်ဒီမှာဆိုလို့ရှိရင်ကြီးရွာ၅ခုရှိတယ်ဒီဘက်တည်ကြတော့လူနေအရောက်ပေါက်အလူရှင်အရောက်ပေါက်နေတယ်လာရတာလည်းအဲနည်းနည်းလမ်းခီးမှလည်းတော်တော်ကြီးကိုပျက်စီးနေတာတွေတွေ့ရတယ်ဆိုတော့အဓိကဒီဘက်မှာကြတော့အဲအဆောက်အဦးတွေပြိုကျတာများတယ်လမ်းပန်း အဲပျက်စီးတာများတယ်ဆိုတော့အခုဒီမှာမငယ်လေးရောက်ရှိနေရတော့ဒါအစ္စလမ်ယူအာမှာပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီလူ2000ကိုအဲဒီမှာကယ်ဆယ်ရေးလောက်ထားပြီးတော့အဲထမင်းချက်ကျွေးရတယ်ပေါ့နော်ဆိုတော့ဒီဘက်မှာလိုအပ်နေတာကတော့အဲအစာရေစာလိုအပ်ပါတယ် ရှိနေတာကတော့မန္တလေးတိုင်းကအဲကြီးမြင့်နိုင်ကြီးရွာအုပ်စုမြင်းတော်ရွာကိုရောက်ရှိနေတာပါစကိုင်းဘက်သွားတဲ့ဘက်ကနေလာရတာပေါ့နော်ဆိုတော့ဒီဘက်ရွာလေးကြီးကြတော့အရောက်ပေါင်နေတာဖြစ်တဲ့အတွက်ကြောင့်အဲတကယ်လို့အဲ့နေတဲ့နေရာလေးဖြစ်တဲ့အတွက်ကြောင့်အလူရှင်နေတကယ်ကိုဓာတ်ရိုက်အဲလိုတဲ့လူကိုလိုနေတဲ့လူတွေကိုလက်နဲ့ကိုယ်တိုင်ဓာတ်ရိုက် လာပေးလို့ရပါတယ် ရင်လိုအပ်နေတဲ့နေရာတွေကိုအရောက်လာပြီးတော့လှူပေးကြဖို့မငင်လီယာဖိတ်ခေါ်ပါတယ်ဒီလိုမျိုးနေရာတွေကိုလာကျင်နေဆိုလို့ရှိရင်လည်းဒါဒေတာခန်ဒါပရာဟိတအဖွဲ့တွေရှိပါတယ်အခုမငယ်လေးချိတ်ဆက်ပြီးလာတာတော့စေတမန်ပရာဟိတနဲ့ချိတ်ဆက်ပြီးတော့လာတာပါဒီမိုင်းတိုင်းအမှတ်358 6ဖာလုံးမှာရှိနေပါတယ် ားငယ်လေးအခုရောက်ရှိနေတာတော့သခိုင်းတောင်စိုးဥပုံညာရှင်ဇီဒီတော်နေရာမှာပဲဖြစ်ပါတယ်အခုမမငယ်လေးတို့ကအဲသခိုင်းတိုင်းကြောင့်နေမီကျွမ်းကျင်မှုမရှိတဲ့အတွက်ကြောင့်နေကန်အပရဟိတအဖွဲ့ပေါ်လူမှုကယ်ဆယ်ရေးတွေလုပ်နေတဲ့သခိုင်းတိုင်းမြို့မိမြို့ဖားပရဟိတအဖွဲ့နဲ့ချိတ်ဆက်ပြီးတော့လိုအပ်တဲ့နေရာတွေကိုလှူဒန်းသွားဖို့အတွက်မငယ်လေးတို့အလှူပစ္စည်းတွေပေးအပ်ခဲ့ပါတယ် ဆန်ရဲအဲတောက်ရီတန်ရဲအသင်စာငါတစ်တာရဲအသင်စာခေါဆဲချောက်ထုတ်တွေနဲ့လက်ဖက်အဲနောက်အမျိုးသမီးသုံးလားစင်သုံးပစ္စည်းတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုလိုအပ်တဲ့နေရာတွေကိုလှူဒန်းမှုအတွက်ပေးအပ်ခဲ့ပါတယ်အဲမငေလေးတို့ဒါအခုလိုလှူဒန်းနိုင်နေဆိုရဟာလေဒါ မြန်မာပြည်အရေးရက်ကချစ်ရတဲ့သမင်းရှင်ကျေးဇူးရှင်ကတ်စတမာတွေရဲ့ချစ်ခင်ပြီးရောဝယ်ယူအားပေးတဲ့အတွက်ကြောင့်ပါဒီလိုမျိုးလူတန်းနိုင်တာဖြစ်တဲ့အတွက်ကြောင့်အခုလူတန်းနဲ့အလူဒါနအစုစုဆိုတာဟာလေဒါခုနှစ်ရသားသမီးကျေးဇူးရှင်တို့ရဲ့ကတ်စတမာတွေရဲ့အလူပဲဖြစ်ပါတယ်